အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတတိယကမ္ဘာနိုင်ငံများလို့၎င်းခေါ်တဲ့နိုင်ငံများမှပြောင်းရွှေ့သူများကိုအမြဲတမ်းရက်ဆိုင်ရန်စီစဉ်ထားတယ်လို့နိုဝင်ဘာလ28ရက်မှာပြောကြားခဲ့ပါတယ်။အာဖဂန်နစ္စတန်နိုင်ငံသားတဦးကဝါရှင်တန်မှာအမျိုးသားအဆောင်တပ်သား2ဦးကိုပြစ်ခတ်ခဲ့တဲ့ဖြစ်ရပ်ဖြစ်ပွားပြီးတဲ့နောက်အမျိုးသားအဆောင်တပ်သား2ဦးကိုပြစ်ခတ်ခဲ့တဲ့ဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးတဲ့နောက်တရက်အကြာမှာသမ္မတကအထက်ပါတိုင်းပြောကြားလိုက်ခြင်းဖြစ်ပါတယ်။ အမေရိကန်စနစ်ပြေဝါစွာပြန်ကောင်းလာစေဖို့မြန်မာပါဝင်၁၉နိုင်ငံတတိယကမ္ဘာနိုင်ငံအားလုံးကနေပြောင်းရွှေ့သူတွေကိုကျွန်တော်ကအမြဲတမ်းရက်ဆိုင်တော့မှာဖြစ်ပါတယ်လို့ trend ကဆိုရှယ်မီဒီယာမှာရေးသားခဲ့ပါတယ်ရခိုင်သမရချိုးပိုင်တဲ့လက်ထက်မှာခွင့်ပြုပေးခဲ့သူတန်ပေါင်းများစွာကိုခွင့်ပြုချက်ပြန်ရုပ်သိမ်းမယ်လို့သူကထိန်းချောက်ခဲ့ပြီးအမေရိကန်ပြည်ထောင်စုအတွက်အဖို့ပတန်သူမှတ်သမ ्या ကိုဖယ်ရှားပစ်မယ်လို့ထိန်းချောက်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံသားမဟုတ်သူများကိုပေးနေတဲ့ Federal အကျိုးခံစာခွင့်များကို၎င်းထောက်ပံ့ကြေးများကို၎င်းရယ်ဆိုင်ပြရလိမ့်မယ်လို့ Trump က post မှာဖြည့်ဆွက်ဖော်ပြခဲ့ုံသာမကလုံခြုံရေးအနေနဲ့ရှိသူသူမဟုတ်အနောက်တိုင်းယဉ်ကျေးမှုနဲ့အမွေရင်တို့မိသည့်ပြည်ပနိုင်ငံသားကိုမဆိုပြန်ပို့ပြစ်မယ်လို့လည်းဖော်ပြထားပါတယ်ဒေါသထွက်ထွက်နဲ့ ရေးထားတဲ့ post အစုံးမှာပျော်ရွှင်စရာကောင်းတဲ့ကျေးဇူးတော်နေ့အတွက်အမေရိကန်နိုင်ငံသားများကိုဆုတောင်းပေးထားပါတယ်။၎င်းရဲ့ဒုတိယတက်တန်းမှာလူများပြားကိုမူလနိုင်ငံများသို့ပြန်ပို့ခဲ့တဲ့ရွှေပြောင်းနှင်းရေးလုပ်ငန်းများကိုပုံမလို့ဆောင်တော့မယ်ဆိုတာကိုဖော်ပြလိုက်ခြင်းလည်းဖြစ်ပါတယ်။ တရားမဝင်တဲ့လူတွေအနှောက်ရှက်ပေးတဲ့လူတွေကိုအများပြားရှော့ချပစ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့တူအဲ့ဒီရေမှန်းချက်တွေကိုစောင့်ရသွားမှာဖြစ်ပါတယ်လို့ Trend ကနိုဝင်ဘာ29ရက်နေ့မှာပြောကြားခဲ့ပါတယ်။ရွှေပြောင်းတွေနောက်ကျောင်းပြန်လှည့်သွားအောင်လှုံ့ဆော်တာကပဲအဲ့ဒီခြေနေကိုပြေဝစွာကုစားနိုင်ပါတယ်လို့ Trend ကပြောကြားခဲ့ပါတယ်။